မတ်လ16ရက်နေ့2025ခုနေ့လူမြတ်ကျော်ညာခင်မဲ့တိဆက်မှုညာမှာအချွတ်ဆိုပါတယ်။ဒီညတော့ဗျာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်320။ရန်ကုန်မန္တလေးအမြန်လမ်းတစ်လမ်းဟောင်းတွေပသိမ်မုံရွာလမ်းမကြီးတွေပြည်တော်စုလမ်းမကြီးတွေကိုငါတို့ရအောင်ထိန်းချုပ်မယ်လို့ပြောထားပြီးသားမဟုတ်။မင်းတို့ကောင်တွေမတ်ပုံတွေအစ်စ်နဲ့ခရီးသွားရည်သလား။မင်းတို့လောက်အစ်စ်မပြောနဲ့။ တန်းရွှေမောင်အေးလို့ဆိုတဲ့ကောင်ကြီးရဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ပြီးအကျံဖတ် president နဲ့ပူးပေါင်းတဲ့ကောင်ကြီးလို့အကျံဖတ်ကောင်ကြီးလို့အာခတ်တက်တော်အေးကတမတ်ချညာလိုက်တယ်။တမိုင်းမှာမြမတမိုင်းမှာဒီလူဘောဂုတ်ခစီဗီဘူကြလူဘာဝလာတဲ့ကောင်တိုက်ဒီတခက်မှာတော့အဖတ်ဆယ်လို့မရတဲ့တိတ်ခါတွေနဲ့ ပိုင်ဆိုင်မှုမှန်သည်များအကုန်သိမ်းပြီးချိတ်ပိတ်ခံရမယ်ဘဝကိုတမြင့်မြင့်လောင်ကျွမ်းပြီးရောက်ရှိလာတော့မယ်ဆိုတော့အချက်ပေးတံတွေဒီကနေ့အများအပြားရှိနေပါတယ်။ကဲတော်လန်တရင်းนี่ကိုစလိုက်ကြာရအောင်။တော်လန်တော်လန်တရင်းนี่မစနိုင်မှာစကားမဆက်ကြားဖြတ်နေပြောချင်တာကဗမာပြည်ဟာပြည်တော်စုပြည်တော်စုအစိုးရကြီးလို့ပြောလာတဲ့အပေါ်မှာဒုတိယပိုင်းမှာအကိစ္စလေးပတ်သက်ပြီး နည်းနည်းလေးတော့ပြောမှရမှာမဟုတ်ဘူးပြောမှဖြစ်ပါတယ်ဆိုတော့ပြည်တော်စုအတုမှပြည်တော်စုအစိုးရလုတ်ပြီးဇွတ်အစိုးရဖြစ်နေတဲ့ပုံကိုများကျွန်တော်ပြောဖို့ပြောမှရမှာဖြစ်ပါဘာကြောင့်လဲဆိုတော့ဘုကျော်ပြာစုခရုစံသူဖြစ်နေတဲ့ပြည်သူလူထုကိုအတိမအမြင်မားတွေမပေးကြပါနဲ့ဆလိုက်ကြရအောင်ဒီကနေ့ရန်ကုန်မန္တလေးအမြန်လမ်းကစပြီ ရန်ကုန်မန္တလေးအမြန်လမ်းပြင်စီရဲစခန်းဒီရဲစခန်းကိုတလိုင်းတက်ကဝင်တိုက်ပါတယ်ဝင်သိမ်းပါတယ်မသိမ်းဘူးပြန်လုပေးပြီးပြန်ဆုတ်သွားပါတယ်အကုန်နီးပါးမတာပေါ်တယ်လို့အကြံဉာဏ်သိရပြီးမတ်လ16ရက်နေ့မနက်09:45မိနစ်တော့သူများလို့တကောင်ရံမထပြီးပုံကျဲတဲ့အစင်မဟုတ်ဘူးတွေးရှိတဲ့ရောက်နေခင်းကြောင်တောင်နဲ့မင်းတို့ကိုစောက်ပြီးမဆိုင်ဘူးဆိုပြီး ဝင်ပစ်တာရှင်းတယ်မန္တလေးတိုင်းနထိုးကြီးအပိုင်ရန်ကုန်မန္တလေးအမြန်အမြန်လမ်းမိုင်းတိုင်း316ပြင်စီအမြန်လမ်းရေကင်းစကန်အပြန်လမ်းတဲ့ပြီးတော့ပစ်တာမိနစ်40လောက်ကြာတယ်တရားကားရီယုတ်ဒီပိတ်သွားပြီးရန်ကုန်မန္တလေးအမြန်လမ်း တစ်ခုလုံးဝုံနေပိတ်သွားတဲ့အခြေအနေပါလမ်းကြောင်းမြန်ဒီမောင်မီကားဒီအမြန်ပြန်လဲတဲ့အခြေအနေဖြစ်ပြီးနေ့လေ၁၂နာရီလောက်မှာလက်ရမြန်ထိုးစစ်ရှင်မှုပြီးသွားပါတယ်နတို့ကြီးခြေစိုက်မြင့်ညက်ခဲအမလေးတက်ရင်လို့မြင့်ညက်ခဲတက်ရင်နေဝင်စော်ရီလို့အကြံမြင်သိရပြီး နောက်ဆုံးခြေနေများတော့ အင်အားတရာလောက်ရှိတဲ့စခပတိုက်မိုင်းနိုင်319ရေစကန်ဝင်းနေဝင်းချင်စစ်ချောင်းထိုးရှင်းနေတယ်တတိရှိရင်နှထိုးကြီးတွေဝင်လာခဲ့ပါအဲ့တော့တဟာကျောင်းမန္တလေးအမြန်လန်းလမ်းဟောင်းလမ်းတက်နေဗမာပြည်မှာရှိတဲ့အမြန်လမ်းမကြီးတွေထိမ့်ချုပ်နိုင်ရေးအစာပြိုးဘျူရီဖြစ်လို့နေပါပြီအခုလဲဖက်စစ် တက်ကအတိုင်းဝန်းတစ်ခုလုံးရန်ကုန်မန္တလေးအမြန်လမ်းကိုမှတ်ပုံတင်အစ်စ်နဲ့မတော်ရဲတော့ရှင်းနေနော်မှတ်ပုံတင်အတုတွေနဲ့သွားနေရတဲ့ဘဝခိုးကြောင်ခိုးဝနဲ့သွားနေရတဲ့ဘဝမှာမမင်းတို့နောင်တမရသေးဘူးဆိုရင်လေကြည့်ကြပြီနောက်တစ်ခုမြမနိုင်ငံကြီးတပိုင်းမြမ ဟိုညမာပြည်ဖြစ်တည်မှုတမိုင်းမှာဘယ်တော့မှမမရှိဘူးတဲ့အဖြစ်ပြက်ကြီးတစ်ခုဒီကနေ့ဖြစ်ပေါ်တန်ရွှေမောင်အေးမိသားစုပိုင်ကန်းချေကဟိုတယ်အားလုံးရှိတ်ပိတ်လိုက်ပါညမာတမိုင်းတလျှောက်ပါလေစစ်အာဏာရှင်မိသားစုတွေရဲ့ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းစီးနိုင်တဲ့ပထမဦးလုံးတတ်တော့ တိုင်းလာတက်တော့အာခတ်တက်တော့အေးအေးဝမ်းသာဂုံယူလေးစားမိပါတယ်ဂျိုနေနန်နဲ့ယရိယာနေပြီးဇပ်ပိုးပါဖြတ်ရိုက်လိုက်တဲ့အချိန်ပါပြည်သူလူထုပေါ်တိုင်းပြည်ပေါ်တသက်ပလုံးဂုတ်ခွစီယုတ်မာခဲ့လူဘာဝခဲ့တဲ့ကောင်းကြီးဒီတချီဒီတမောင်းတော့ပြောက်နေကြီးပဝါမကူရေမရှူစတဲ့နော်ပဝါမကူရေမရှူစတဲ့ငါတို့ကဘရင်အောင်ဖောက်ဖြတ်ပေးရောက် နင်တို့ကိုနိုင်အောင်တိုက်ပါဆရာနာရှင်စနစ်တစ်ခုလုံးကိုဖြိုချဖျက်ဆီးပြီးနောက်ထပ်မြန်မာပြည်မှာတရီတီခွေလုံးဝမပေးတော့ဒိုင်နိုဆိုလိုမျိုးတုံးပျောက်ကွယ်ရမယ်ဆရာနာရှင်စနစ်အကူတွေကပြပကိုထွက်ပြေးတာပြပထွက်ပြေးပြီးပြပမှာဂျာမနီမှာစင်ကာပူမှာရွှေမန်းတို့အများကြီး ကျွန်တော်မပြောသေးဘူးအဲ့ကိစ္စကိုကျွန်တော်နောက်နေ့အခြေတော်ဝင်ပြောမယ်မင်းတို့ကြိုထွက်ပြေးနေတာငါတို့မသိဘူးလို့မထင်နဲ့မသိဘူးလို့မထင်ဆိုတော့အခတ်တတော်ကြီးဟာနောက်ထပ်တစ်ဆင့်အနေနဲ့စစ်တပ်ကတိမ်းထားတဲ့လေယာမီမှန်သမျှကိုအခတ်တတော်ကြီးရဲ့ဥဆောင်ညွန်ကြားချက်ဖြစ်မူလပိုင်ရှင်များကိုပြန်လဲလွှတ်အပ်ပေးနေတာကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကအခတ်တတော်ကြီးဟာ ရခိုင်ပြည်နယ်ထဲမှာတိမ့်ပိုက်ပြီးသားနေနေမြေတွေမှာစကုံစိမ့်နှုံသုံးစားခန့်ကြဆင်းလာအောင်လုပ်နိုင်ခဲ့တယ်လို့တွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအာကတ်တပ်တော်အေးကိုအတိမတ်ပြုလက်ခံနေရပါပြီ။ကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကလည်းအာကတ်တပ်တော်နဲ့တွေ့ဆုံခြင်းပါတယ်လို့ပြောဆိုလာပါပြီ။မြေပိုင်လို့စစ်နိုင်တဲ့စစ်နိုင်တော့အစိုးရဖြစ်တယ်။တော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူပါလို့တယ်စစ်ကိုစစ်နဲ့တူပါတိုက်တယ် ီလိုလုံနေရင်တန်ကင်းတမကင်းဘသူကူမှအရခတ်တက်တော်အေးရတွေ့ကျင်လာပါရဲ့ဆိုကြည်လာပါရဲ့တခွန်းမှမပြောဘူးဘယ်ပြပကူမှသွားပြီးတော့လေဘာယုံမှမဖွင့်တာဒါပေမဲ့အရခတ်တက်တော်အေးရဲ့လက်ရှိအဖြစ်အပျက်တွေကိုကြည်ရင်လေကျွန်တော်ချီကွေဗာရာကတ်စတိုရဲ့စီဘာရာတောင်တန်းပေါ်တွေ့ကျင်လာခဲ့ပါဆိုတဲ့ဇာကားလေးသတိရမိပါ ဘက်တကောင်တမီးဖို့မှကဘာပတ်ပြီးလိုက်တွေ့နေတော့တော်လန်ရင်ဥဆောင်အဖွဲ့စည်းတက်ဦးမရှိလေမော်စီတိုဒီတိုင်းပဲပါစာပလာဘူဂျုံအောင်ဆန်းဒီတိုင်းပဲတိုက်เสียချီရောက်ကိုပြက်ပြက်တသားတိုက်ပွဲဝင်နေဥဆောင်နေတောင်းဝင်ခံနေဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးလိုက်လုံနေတာဘယ်တုံးကမှတော်လည်ကြီးမှာ မလုတ်ခဲ့ကြဘူးလုတ်လီလုတ်ထားလည်းမရှိဘူးအနည်းဆက်ဆုံးကတော့အရခတ်တက်တော့အေးသူ့မြေကိုသူ့အဖအဖရခိုင်ပြည်နေကိုအဖရခိုင်ပြည်ကိုတဂျာမင်းစင်တာလာတော့မကြဘူးရအောင်ရှူမယ်လို့ပြောပြီးပြောတဲ့စကားတိုင်းမြေကိုပိုင်အောင်လို့စစ်ကိုနိုင်အောင်တိုက်တဲ့အခါကြတော်လန်ကြီးကငွေထုတ်လိုက်တော့ ခေါင်းဆောင်ကုံတယောက်ရဲ့ဥဆောင်ပေါ့မှာလက်ရှိအမ်ဘရာနှစ်ရီကတော့ဘယ်လဲပကိုးတိုင်းအယာဝတီတိုင်းမကွေးတိုင်းတိုင်းတုံတိုင်းကိုစစ်မျက်နှာဖွင့်တာနိုင်တာကိုတွေ့ရတယ်ကြက်ပေါ်ပြီးပြောခွင့်မရှိလို့မပြောတော့ပါများကြီးတည်ရတာရှိပါတယ်ဆိုတော့ ဒါကိုတဆက်ဆက်တည်းပြောရင်းနဲ့အာကတ်တတော်အေးရဲ့ညောင်ကျိုးတိုက်ပွဲကြောင့်ဒီတစ်ချက်ပြောပြချင်ပါသေးတယ်။ညောင်ကျိုးကြပြီးမကြခင်မှာညောင်ချီတော့ကိုထိုးဝင်လာတော့မယ်တက်တွေအာကတ်တတော်အေးပြင်စင်နေလျက်ရှိပါလေ။ဒါကိုဖက်စစ်တက်ဘက်ကအုတ်ရှိပင်ရောက်ရင်မင်းတို့အားလုံးတေတံမဲလို့အသိခံတိုက်ခိုင်းနေတယ်ဘွာ။ရှင်းနာစရာကောင်းလိုက်တာ တိုင်းပြည်အတွက်လည်းမဟုတ်လူမျိုးအတွက်လည်းမဟုတ်ဘာသာအတွက်လည်းမဟုတ်ကိုပြည်သူလူလူအတွက်လည်းမဟုတ်ကိုမိသားစုအတွက်လည်းမဟုတ်မင်းအောင်လိုင်တို့စစ်အာဏာရှင် တစုကောင်းစားရေးအာဏာရရေးအတွက်ခမားတို့အသက်ဒီဘဝဒီစွန့်လွတ်ပြီးတိုက်ပင်းနေရတာတန်လို့လားလို့ခေါင်းတုံးပြီးစဉ်းစားကြပါခေါင်းတုံးမှာဆိုရင်ဂျွန်းနေပြီလေ ထုံးနေကြတယ်။မုတ်ဆိုးမာတွေအကုန်ဖြစ်ကုန်တယ်။ရှင်းတယ်။အဲ့တော့တမန်တိရှောက်မှာဘယ်တော့မှမရှိဘူးသေးတယ်မဖြစ်ဘူးသေးတယ်။နီနာအစ်စ်အတွေးခေါ်အစ်စ်လုံနီးလုံဟန်အစ်စ်နဲ့လူလူကိုမျက်နာမှုတဲ့အောက်ချုပ်ကြီးစီပုံစံတွေကိုအာခတ်တက်တော်အေကတတိုင်းကြီးလုံးကိုတင်ချပြတ်တော့ပေးနေတယ်လို့ကျွန်တော်ဒီနေရာကနေလေးလေးနက်နက်ပြောပြရစီ အဲ့တော့ဒီအခြေအနေတွေကိုတွေ့နေရပါတယ်နောက်တစ်ခုကဒီကနေ့အဒီကနေ့မဟုတ်19ရက်နေ့19ရက်နေ့လို့ကဝင်နေ2နာရီ45မိနစ်မှာမန္တလေးမှာယောဂန်ကျင်းရော1 twin ယောဂန်ကျင်းရောကအုတ်ချုပ်ရည်မှုထေးမှာကျင်းရောဆက်ရည်လို့ပြက်ခတ်ရှင်းလင်းလိုက်ပါတယ်ပြက်တက်ခတ်လိုက်ပါဖပြေးလို့လားလို့မသိဘူး ရပ်ကွက်အုပ်ချုပ်ရေးမှုတွေကိုပြစ်ဒဏ်ခံမှုတွေအမြန်လမ်းမှန်သမျှဖျက်တောက်ရေးတွေစစ်ကောင်စီအုပ်ချုပ်ရေးစီးပွားရေးကျန်းမာရေးပညာရေးတောက်တိုင်မှန်သမျှပြစ်ဒဏ်ခံမှုတွေကတော့တရဆက်ရှိလာနေပါပြီဒီထဲမှာမှာတော်လိုင်းနဲ့ဆက်ဆက်တဲ့သတင်းလေးတစ်ခုကျွန်တော်တင်ပြပါရစေဒီနောက်ပိုင်းမှာ စီယုံချုပ်နေဆက်ဆက်တော့တိုင်းဝိုင်းတွေကထွက်ပေါ်လာတဲ့တင်းလိုပဲကျွန်တော်ပြောချင်တယ်။မန္တလေးနေပြီးတော့မုံရွာသခိုင်းမရယာတပိတ်ချင်းအင်းတော့မြင်းညာမခုတ်ကူဒီမှာပြီးအလဲပိုင်းကြော်ရိုးကြီးတတိထားကြရပါလိမ့်မယ်။ရခိုင်ကီနီကချင်းကရင်ပြည်နယ်မြို့ကြီးများအညာပြည်သားအချို့ကိုတော့အထူးစစ်စင်ရေးပုံစံတွေတတ်မှတ်ထားပြီး ရုရှားရဲ့ဤပညာအပူရှာဒရုန်းနဲ့ဘီလာရုကစစ်ပွဲလက်ကျန်တာဝေးပြအကြီးစားတွေနဲ့6လောက်တာစည်စီမံချက်ရေးဆွဲနေတယ်လို့အချမ်းမြင်သိထားရပါတယ်ကျွန်တော်ဟိုတရက်ကပြောတယ်နော်မှတ်မိမလားမသိမိုးပြင်းကိုထိုးစစ်တံဝင်နေနာဘီအလဲပိုင်းကြောယိုးဖြစ်တဲ့ ကျွန်တော်တို့တိုင်းသုံးတိုင်းစုံရမကွေးမန္တလေးစကိုင်းမြောင်နဲ့ရေလေကျွန်းမြင်းကြံခရိုင်တစ်ခုလုံးကိုထိုးစစ်တတံဝင်နေပါတယ်ဒီရှင်တွေကိုမပြတ်လိလာတတိချက်ပြီးမဟာပြူဟာမြောက်စစ်စင်ကြီးပုံစံတွေကိုတော်လိုင်းဥဆောင်တဲ့ပုဂ္ဂိုလ်ကြီးများကတိုင်းသားအီယာကိုတွေ့ကား ကုဒန္နာကုကန္နတာကအတူတိုက်ပွဲဝင်ပေးကြပါရန်လေလေးစားစွာမေတ္တာရက်ခံအပ်ပါအဲ့တော့ဂျီလေကျွန်းကိုဝင်နေတဲ့တပ်တွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့မြင်းချံတကြောဂျီလေကျွန်းလို့ဗျာနော်စီမီကုံစိတ်ကန်းကနေပြီးတော့ရေသရိုအခြေဆိုင်ခမရ256 259 258ပူပေါင်းအင်အားတွေနဲ့ယာနဲ့ဂျီစစ်ကြောင်းထိုးတာ ဖြစ်တယ်။အယောင်ဒီနဲ့ချင်းတွင်းဆုံရမကွေးရည်သူရေလေကျုံးဒေတာကျင်းရော်တွေကိုကြီးရည်လေးပူပေါင်းစစ်စင်ကြီးကန့်တက်စစ်စင်ကြီးနဲ့ပြင်းပြင်းထန်ထန်ရေးရဲဆက်ဆက်ပြည်သူ့ဘာမကြံတက်ဖြတ်မှုတွေတရဆက်ရှိနေပါတယ်။အဲ့တော့ညတော်ရွာမှာလည်းကောင်းပြအမီးရှို့မှုတွေရှိနေပြီးပြည်သူ့ကဝေးတက်တွေကိုရေးရဲဆက်ဆက်ကျင့်ဝင်မဲ့တက်ဖြတ်မှုတွေ များပြားရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြောင်မြုံနယ်ရေလေကျွန်းအပိုင်မြောင်မြုံနယ်အပိုင်ရေလေကျွန်းပေါ့ဗျာ။ပန်ညိုရောက်ကအိမ်အလုံး90ကိုမီးရှို့ပိဆက်ကုန်းရွာကိုစီးနင်းဝင်မီးရှို့ရေလေကျွန်းဒေသတွေကခြေရွာတွေအကုန်လုံးကိုလူရဲ့မီးရှို့ပြည်သူ့ဘာမကြံတပ်ဖြတ်နေပါတယ်။မြေတော်ကိုင်းပိဆက်ကုန်း တေတစ်တေမြေစုံညောင်မွေးပင်နေရင်ပေါက်တော့ပေါက်ကိုအစရှိတဲ့ကြွာဒီရောက်ကဒေသကတောင်းနေချီအထွက်ပြေးတိန့်ရှောင်နေရတယ်လို့နောက်ထပ်လည်းတတိရှိကြဖို့ထပ်ပြီးမှချပါရစေတိုင်းတုံးတိုင်းစုံရမြောင်နဲ့ရေလေကျွန်းဒေသမြင်းချန်ခရိုင်ကိုထုံးစစ်တတံဝင်လာဖို့ရှိနေတယ်ဆိုတဲ့အကြောင်းအထက်ထက်အခါကလူမြတ်ကျော်တတိပေးပါရစေ တန်တော်တွေစုကြပါမာဘျူအမြောက်တိုက်ပွဲဆင်မှုတွေဆောင်ရွက်ဖို့အမြန်လုံးနေပါပြီဒီပထမလေးလပတ်ဒုတိယလေးလပတ်ဒီမှာ မာလာဖတ်စစ်တဟာအစွမ်းကုန်ရုပ်ပါဖို့မြို့ဖြတ်ဒုံးလိုဟာမျိုးတွေတုံးဖို့ကပ္ပစပစဲထဲမှာရှိတယ်မင်းလာမှာရှိတယ်မြို့ဖြတ်ဒုံးလိုဟာမျိုးတွေတုံးဖို့ပြင်ဆင်နေတဲ့ဆိုတဲ့သတင်းတွေတက်တဲ့ကြားနေရတယ်ရုရှားနဲ့တရုတ်ကထောက်ပံ့တဲ့ drone တွေနဲ့ drone စစ်စင်ကြီးတွေမပြတ်ဆင်နွှဲဖို့တရဆပ်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ရန်ကုန်ထင်လဲမသိနဲ့အထင်လဲမကြည့်နဲ့ရန်သူအင်အားကိုအင်အားကိုချိန်ဆပါရန်သူအင်အားကိုအင်အားကိုတိကိုတိမှရပါလိမ့်မယ်။ရန်သူကိုမျက်ချီနဲ့ပြတ်ပါနဲ့။ရန်ရှင်းငါရှုပ်ငါရှုပ်ရန်ချင်းသဘောတရားရာရန်သူကိုရှုပ်နိုင်သမျှရှုပ်အောင်လက်ပြအစစ်စင်ကြီးဖြူအောင်မြောက်ဆင်ပေးပါ တတထိန်ကတယောက်ထိန်ကတခုတည်းကလောက်တာမျိုးဆိုတာတက်တက်တပြက်တပေါင်း30ကစစ်မိန်နဲ့တပြိုင်နဲ့ရန်သူကိုရှုပ်သွားစေခဲ့လက်တပြက်စစ်စင်ကြီးတွေလက်တပြက်တိုက်ခိုက်မှုတွေကိုတဖက်မှာဆင်နွှဲရင်းတမအိုးကြတတ်တော်ချီညိုသိမ်းရွာသိမ်းပြည်နယ်သိမ်းတိုက်ပွဲကြီးတွေကိုဆင်နွှဲဖို့တမအိုးကြတိုက်ပွဲရဲ့ပတ်သက်တဲ့စစ်ပွဲနီးနာအတွေ့အကြုံစစ်ပုံကြမှုအမိန်နာခံမှု ဒါတွေကိုစနစ်ကြခက်မြင်မြန်ခက်သက်သက်ဒီ၃လလောက်အတွင်းမှာတည်ဆောက်ကြပါအင်မတန်အရေးကြီးတဲ့အင်မတန်ကိုတူတင်ကိုတင်ဘဝမကူရေမရှူတဲ့အခြေအနေကိုရောက်လာနေပါ2025မှာဖြစ်တဲ့စစ်ပွဲတိုက်ပွဲတွေဟာတော်လိုင်းရဲ့အဆုံးဖြတ်တစ်ခုတော့ဖြစ်သွားနိုင်တဲ့အခြေအနေပါကဘာကြီးရဲ့အွှေ့အွေ့ မေရိကန်သမ္မတအီလူ sorry ဒေါ်နယ်ထရမ့်ရဲ့ရုရှားတရုတ်နဲ့အလွမ်းသိမှုလဝါရဲ့ဒီပါလီစီစဉ်နေလဲမသိရပါပဲကဘာကြီးရဲ့လက်ရှိနောက်ဆုံးသောတုံးသက်ချက်တွေရအရင်တော့ဝင်ရိုးစွန်းသုံးနိုင်ငံဆိုတဲ့ဖက်စစ်အာဏာရှင်နိုင်ငံတွေကနေအခုအမေရိကန်မှာအပါ၄နိုင်ငံဖြစ်လို့နေပါ တပတ်မှာတော့ဥရောပ29နိုင်ငံမဟာမိတ်တိတ်ကိုထူးခြားပြီးတော့တိတ်ကိုအကဲဆက်တဲ့အခြေအနေမျိုးကြီးဖြစ်တယ်လို့ຫນွေဦးတော်လန်ရေးအတွက်ကတော့အမေရိကန်စီကဘာမှမမျော်လင့်ပါနဲ့တော့ကိုဒုကိုဒါကိုလည်းယုံပုကောပုံတကူနဲ့အစုံတတ်တိုက်ပွဲကိုဆင်နွှဲကြရလိမ့်မယ်ကကိုလည်းယုံပုံတကူနဲ့သာငါတို့နိုင်ငံကိုငါတို့ထူထောင်ကြရလိမ့်မယ် အဲ့ဒီပြောရှေ့သွားမှာဆိုဒုတိယပိုင်းတစ်ဖက်အနေနဲ့ပြည်တော်စုဂျင်းကြောင့်ပြောပြချင်ပါတယ်တော်လန်တော်လန်သတင်းတွေကြောင့်အတက်တရောဝမ်းသာအဲလဲရှင်ပြုံးပြီးတဲ့နောက်အုံနောက်ထဲမှာသမိုင်းဖြစ်စဉ်တွေနဲ့တွေးစရာတစ်ခုကျွန်တော်တင်ပြပြသည်ဒီကနေ့ PPTV ဆိုရဲ NUG ရဲ့ဝါရဖြတ်သတင်းဌာနတစ်ခုကနေပြီးတော့ post card ခုတင်ပါတယ် IEC ကင်ဘီနယ်ဂျာကာလာကောင်စီလာဂျာကာလာအဖွဲ့လာကျွန်တော်ဂျာကာလာပေါ့နော်ပေါင်းစီတင်ပါလေအတွင်းမှုနှစ်ရဲ့စကားလို့သူကပြောပါတယ် postcard မှာကျွန်တော် Telegram channel တွေကျွန်တော် Facebook တွေကျွန်တော် page တွေမှာဒါကိုတင်ပြထားပါတယ်လူမျက်ကြော်ဘာတွေပြောနေလဲဘာတွေလုပ်နေလဲစစ်သက်မပြတ်လူမျက်ကြော်ဘလို့ပြောဆိုနေတိုင်းပြုတ်မှုလဲလူမျက်ကြော်ရဲ့အတွေးခေါ်ကဘာလဲဆိုတာကျွန်တော်ဗီဒီယိုကိုကြည့်တဲ့တော်တော်များများနှိမ့်စင်မပြတ်ကြည့်တာရဲ့ ကျွန်တော် page တွေမှာရှိရရေကျွန်တော် Facebook စာမျက်နှာမှာလည်းရှိတယ်ကျွန်တော် Telegram မှာလည်းရှိလူမျက်တော်ဘာကောင်လဲတမ်းမှန်လို့ရပါတယ်ပြည်သူလူထုအလောက်မညံ့ပါဘူးအဲ့တော့ဂျားထဲမှာကလေးကွားတွေလာအောက်စုပွဲဆဲဆိုကြတာလေးရှိသေးတာပေါ့ဗျာဒါပေမဲ့ဝတ်တော်ဆောက်ကြည့်ပါယုံကြည်ရာအတွက်ဆိုရင်တော့ဘုန်းတဲ့ချယ်လေးနဲ့ပေါ်ကွင်းဟုတ်ကဲ့တော့ဆိုတော့ပြည်တော်စုကိစ္စကိုသူက postcard နဲ့ပြောပါလေသူပြောခဲ့တယ်အလို့ဆိုပါတယ်ပေါ့နော် IEC IC လား IEC လား ကီမီနယ်ဂျာကလာကောင်စီလိုပဲပြောပါမယ်။ဂါကလာအစိုးရဖွဲ့လားပြည်နယ်ဂျာကလာအစိုးရကောင်စီလားတော့မသိဘူးထားပါတော့။ဆိုတော့သူကပြောလဲဆိုပြည်တော်စု NUG ဟာပြည်တော်စုအစိုးရအဖြစ်အတိမတ်သူပြုပါတယ်တဲ့။သူတို့လည်းပြည်နယ်အစိုးရအဖြစ်အတိမတ်ပြုပါတယ်။ဒါလေးကိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းမပြောတော့ဘူး။ဗမာပြည်ကဘေဒုံကမှပြည်တော်စုမဖြစ်ခဲ့ဘူး။တသမျှအစိုးရလည်းဘေဒုံကမှပြည်တော်စုအစိုးရမဟုတ်ခဲ့ဘူး။ နောက်ဆုံးမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထိစစ်တပိုင်းအစိုးရလို့လို့သူတို့တော်ထဲမှာအစိတ်သားဘဝနဲ့ပြည်တော်စုအစိုးရမဖြစ်ခဲ့ပါဘူး။ဟာပါပြည်တော်စုဆိုပြန်ကောက်ရင်ဖက်ဒရယ်ပြည်တော်စုဆိုပြီးစုစည်းကြမှုပင်လုံစာချုပ်မှာလက်မှတ်ထိုးခဲ့ကြတယ်။အ мян ပြန်ကောက်တယ်။ပင်လုံစာချုပ်ထဲမှာခွဲထက်လူကခွဲထွက်ပိုင်ခွင့်ရှိသည်။ပြည်နယ်များဘာညာဘာညာဥပဒေဒီပေါ့ဗျာ။ပြည်နယ်များလွတ်လပ်စွာကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုပိုင်ပြထန်းွက်ကိုချမကိုဖန်ဒီကွင်တွေကိုတိုင်းပြပြီးခေါင်းဆောင်ကြီးများဘုကြောင့်ဆန်းအပါဝင်အစရှိတဲ့တိုင်းသားခေါင်းဆောင်တွေပါဝင်တဲ့သူတွေပင်လုံးစာချုပ်ပြီးတော့စုနေလို့ပြောတဲ့ဖေဗူလာ၁၂ရက်နေ့မှာလက်မှတ်ထိုးခဲ့ကြပါတယ်ဒါပေမဲ့အဲ့လိုပြီးတော့စုဖို့ဆိုပြီးပင်လုံးစာချုပ်ပါအချက်လက်တွေကိုအကောင့်တွေပို့ဦးနုအစိုးရလက်ထက်မှာပေါ့ဗျာဖတ်စာပလအစိုးရပဲပြောမလား စီဝေးတိုင်ပြီးညာရင်ညမအတံမှာပထမတရက်စီဝေးကျော်တင်နေ February ထင်းနေ February 28ရက်နေ့လုံရင်လုံတယ်ပေါ့ဗျာ match တာအဲဆိုတော့အရှိရက်ကိုတော့ကျော်သိကြမှန်းလို့မရအောင်အနောက်ရက်ကိုတော့ကျွန်တော်မှန်းပြအောင်ဟောကျွန်တော်သိတယ်ဗျာ match လာ၂ရက်နေမှာနောက်ထပ်စီဝေးတစ်ခုခေါ်ပါအဲ့တော့နောက်ထပ် match လာ၂ရက်နေမရောက်ခင်ပါစစ်အာဏာရှင်နေဝင်း အာနာသိမ့်လိုက်ပြီးအဲ့ဒီပြည်တော်စုစုစည်းမဲ့ခေါင်းဆောင်တွေကိုအကုန်ဖမ်းပြီးထောက်နေထဲပါတယ်သမရဆက်ရွှေတိုက်ပါဖမ်းနေတာရှင်းမလို့အဲ့ဒီကပြည်တော်မစုနိုင်ခဲ့တာ1940ခွန်58လောက်ဖြစ်မယ်။မမဆိုလို့ကျွန်တော်တိကျမပြောဘူး။58ဖြစ်မှာ။အဲဘယ် sorry 60နှစ်။1962မတ်လ2ရက်နေ့ 58မှာဦးနှုတ်အာနာကတ်60နှစ်မှာပေါ်တင်သိမ်းတာတော့က60နှစ်မတ်လ2ရက်နေ့လေကဇနိအချိန်ကြီးဘာမှပြီးတော့မဆုနိုင်တော့ရှင်းတယ်တာဘူးဒီကွနီဂျာကလာကောင်စီရဲ့အတွင်းမှုကပြည်တော်စုအစိုးရဖြစ် NUG ကိုအတိမတ်ပြုတာတဘောတူတယ်သူကိုယ်တိုင်ပြုလို့ရအတွက်သူပြုတော့ပေမဲ့ပြည်သူလူထုကိုအတိမတ်အမြင်မှားတွေမပေးစီချင်ပါ အန်ယူဂျီဟာပြည်တော်စုအစိုးရလေမဟုတ်ပါဘူးအန်ယူဂျီကပြည်တော်စုအစိုးရဟုတ်သလားမဟုတ်သလားဆိုရင်ကောက်ချက်ကိုဆွဲကြမယ်ဆိုရင်လက်ရှိရခိုင်ကချင်းကရင်မွန်ရှမ်းပမာရီပေါ့ဗျာမြို့သားညီညွတ်ရေးအစိုးရဟာငါတို့အားလုံးရဲ့အစိုးရဖြစ်ပြီဆိုပြီးလက်ခံတာလား KI ရခိုင်ကရင်ကချင်းမွန်ရှမ်း ပမာအဲ့တော့စွပ်ပြီတော်မစုကြပါနဲ့စွပ်ပြီတော်စုအစိုးရကြီးမလုံးကြပါနဲ့ပထမတစ်ခါတော့ကလည်းပြီတော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်တတ်တော်ကြီးစစ်ဆေးပြီးလုပ်ခဲ့ပြီးကျွန်တော်မပြောဘူးကြည့်နေတယ်ကိုပမာခုကိုပမာကိုစုနိုင်အောင်ပဲစူးစားပါဦးဗျာအဲ့တော့ပြည်သူလူထုကရောင်ကန်းကန်းနဲ့ပြည်တော်လိုက်စုပြီးတော့အဲ့ပြည်တော်စုအတုထက်ဂျင်းထက်ခံရအောင်မယ် ခဏခဏလေးဂျင်းထိတ်လာခဲ့တာပြည်သူကလည်းဖို့ကြောပြာသူခယုစံတုဖြစ်ပြီးအသက်ရှူဖို့တော့တော်တော်စဉ်းစားနေရတဲ့ဘဝတော့ကပြာပါတာပေါင်းမြောက်များစွာနဲ့အများကြီးအများကြီးနေစဉ်စားဝတ်နေရေးစစ်တပ်ကအနိုင်ကျင့်မှုတစ်မျိုးတော်လန်ကျင်တာလည်းမတော်လန်ရမတော်လန်ခြင်းမြန်တော့လည်းမတော်လန်ပဲနဲ့တော့ကဲပြန်ရင်လည်းသိရမလားပြောပြန်အားအမျိုးဆုံးပြည်သူကဒီလိုကြောင်နေပြောက်ပြီးတော့မျောလင်းချက်တွေမဲ့ပြီးတော့ ဖြစ်နေတဲ့အချိန်မှာပြည်သူကိုကောက်ရိုးလေးတမြင်ဖြစ်ဖြစ်အာကိုထိုက်လောက်တဲ့အပြောဆိုအပြုမူမျိုးတွေဖြစ်စီချင်ပါတယ်တပ်ပြည်တော်စုချင်းကြီးထမထဲ့ပါတော့နဲ့လို့ဒီလောက်ပဲအတူတူပြောရင်စဉ်းစားပါစဉ်းကြပါတွေးခေါ်ပါသုံးသပ်ပါ တမိုင်းနဲ့တမိုင်းဆိုင်ရာအတွေ့အကြုံတွေနဲ့တမိုင်းဆိုင်ရာအဖြစ်အပျက်တွေနဲ့ကိုကိုယ်တိုင်တွေ့ကြုံခဲ့တဲ့တွေ့ကြုံတွေလက်ရှိအဖြစ်အပျက်တွေနဲ့ချိန်ထိုးပြီးတော့မှမှန်မှန်မှန်သိမသိပြောသိမပြောသိလုပ်သိမလုပ်သိပြုမှုဈေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးတော်လှန်ရေးမှာတာဝန်ကြီးကြီးယူလာတဲ့လူတွေကပုံမူပြီးတော့ပြည်သူကိုအတိမအမြင်မာနေမှာဖြစ်စေချင်ပါဒီအချိန်မှာတော့ဒီကာလမှာတော့ယူတာပေးကြပါ အခက်ခဲဆုံးအချိန်ကြီးကိုရင်ဆိုင်နေရတဲ့အတွက်ဒီသူလူလူနဲ့တော်လိုင်းကြီးသမားချင်းချင်းမှာယူတာပေးကြပါတော်လိုင်းကြီးကလုံနေတာဘယ်အချိန်နည်းဘယ်လိုပုံစံလဲဘာဖြစ်မလဲ50 50အချိန်နည်းဗျကျိုးစားရုံးကန်နေကြတယ်အောင်ဝဲရဖို့အဲ့ဒီမှာဇွတ်ဆိုရပြီးဇွတ်ဖြာခင်းပြီးဇွတ်အုပ်ချုပ်ရေးတွေဖွင့်နေတာတော့ တစ်စိတ်ဂျိုင်းလုံးနေပြောရင်ဒီညတော့ဒီလောက်ပါအားလုံးကျေးဇူးတင်ပါ